ကျွန်တော်အားလုံးပဲမင်္ဂလာပါเนาะဒါကတော့ကျွန်တော်သုံးကက်မြောက်ပေါ့เนาะကျွန်တော်တို့အပီးပေါက်မှုဖြစ်ပါတယ်အပီးကတော့ကျွန်တော်တို့ဘယ်နှလုံးပေါက်မလဲဆိုတော့လေးလုံးပေါ့เนาะလေးလုံးအပီးပေါက်မှုဖြစ်သွားတယ်ဒါကိုကျွန်တော်တို့ဒီမှာအတူတူချပြီးတော့ကြည့်အောင်ပေါ့เนาะโอเคဒါဆိုရင်ပထမဆုံးမှုဒီမှာစားပါမယ်เนาะဒီမှာရှိနေတဲ့ကျွန်တော်တို့ဒီနှလုံးပေါ့เนาะကျွန်တော်တို့နှစ်ရယ်လေးရယ်ပေါ့เนาะဒီနှလုံးပေါင်းခြင်းเนาะနှစ်လေးပေါင်းခြင်းဒီနံပါတ်6ဖြစ်ပါတယ်เนาะဒီနံပါတ်6နော်ဒါပြီးရင်ကျွန်တော်ဘယ်လိုယူသွားမလဲဆိုရင် ဘောနော2 1 1ဆိုပြီးတော့ဒီလိုဘောနော3လုံးပေါင်းခြင်းเนาะ2 1 1ဆိုတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်5 5နှစ်ခတ်ဒီ3เนาะဒီလိုယူသွားမယ်ဒီလိုယူပြီးတဲ့နောက်မှာကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းဘောနော်65ဆိုတော့ဒီနှလုံးပေါင်းခြင်းပေါင်းခြင်းနံပါတ်ဒီနံပါတ်1ဖြစ်တယ်เนาะ1 1နှစ်ခတ်8ဆိုပြီးတော့ကျွန်တော်တို့ဖမ်းမယ်เนาะဒီမှာကျွန်တော်တို့ထွက်ကနန်းကကျွန်တော်တို့863ဆိုပြီးတော့ဒီလိုလေးထွက်ထားတာရှိတယ်ပေါ့နော်တပင်ချာမှာနော် တပင်ကြားမှာ863ဆိုပြီးတော့ထွက်ထားတယ်။ဒါဆိုရင်ဒီမှာ8ဒီမှာ3ဒီမှာက6ဆိုပြီးတော့ဒီလိုထွက်ပါတယ်နော်863ဒါကကျွန်တော်တို့ဒါပထမတက္ကပေါ့နော်ဒုတိယတက္ကကိုကျွန်တော်တို့စက်ကြည့်မယ်ပေါ့နော်ဒုတိယတက္ကမှာလည်းအတူတူပဲပေါ့နော်အပေါ်ကလိုပဲဒီခွန်3ညပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာခွန်ဖြစ်တယ်နော်ခွန်ဖြစ်ပြီးရင်ကျွန်တော်တို့ဒီမှာခွန်ခွန်6ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့၃လုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်နံပါတ်3ပေါ့နော်3 သုံးနှက်ခတ်ဒီကျွန်တော်တို့ငားဆိုပြီးတော့ယူမယ်နော်သုံးနှက်ခတ်ကဒါပြီးရင်တော့ဒီ3ရယ်ဒီခွန်ရယ်ကိုကျွန်တော်တို့ဒါနော်ပေါင်းအားမှာဖြစ်တယ်3ခွန်ပေါင်းခြင်းပေါင်းခြင်းနံပါတ်ဒီ3ည3ညနှက်ခတ်ဒီကျွန်တော်တို့ဒီမှာခွန်ဆိုပြီးတော့ပေါ့နော်ဟုတ်ပြီဒီမှာထွက်ကနတပင်ကြာမှာကျွန်တော်ထွက်ထားတာဒီ3ခွန်ခွန်ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြထားတယ်နော်3ခွန်ခွန်ဒီမှာခွန်ဒီမှာ3ဒီမှာကနံပါတ်ခွန်ဆိုပြီးတော့ပေါ့နော်ဒီလိုလေးထွက်ထားရတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်အောင်ဒီမှာကတော့ကျွန်တော်တို့ကဏ္ဍအတူမပါတဲ့အတွက်၅လုံးအပြီးပါပေါ့เนาะ6 5 3 1 8ကအပြီးပေါ့ဖြစ်တယ်ဒီမှာကအောက်ကကျွန်တော်တို့ခွန်ကနှလုံးပါတဲ့အတွက်ပေါ့เนาะ3 5 3ည၄လုံးအပြီးပေါ့ပေါ့เนาะအပြီးကိုကျွန်တော်ခြာရေးလိုက်မယ်9 sorry 6 5 3 1အပြီးเนาะဒီမှာကခွန်3 5 3ညเนาะခွန်3 5 3ည၄လုံးအပြီးပါโอเค ကျွန်တော်ဒီမှာအတူတူဆက်ပြီးတော့ run ကြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဒီတစ်ခါပါရရမလဲပေါ့နော်ကျွန်တော်တို့ဒီမှာရှိနေတဲ့9ကိုနော်ဘောင်းချင်းနံပါတ်ဒီနံပါတ်မှာ၄ဖြစ်တယ်နော်နံပါတ်၄ပြီးရင်တော့ကျွန်တော်တို့ဒီမှာက9 6 3ဆိုတော့ဒီ3လုံးဘောင်းချင်းဒီလည်းနံပါတ်၄၄နှစ်ခက်ဒီနှစ်ဖြစ်တယ်ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဘာနဲ့ယူမလဲပေါ့နော်ဒီလိုပဲအပေါ်ကလိုပဲ၄၄ နော်ဒီနှလုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်၈ဖြစ်တဲ့ရှင်းနှက်ခတ်ဒီနံပါတ်မှာ၁ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အပီပေါက်အပီပေါက်ဒီလေးနှလုံးတူတာဖြစ်တဲ့အတွက်လေးနှစ်ရှစ်တက်ပေါ့နော်ဘယ်မှာထွက်မလဲတပင်ကြားမှာကျွန်တော်တို့ထွက်မယ်ဘာအပီပေါက်လဲကျွန်တော်တို့လေးနှစ်ရှစ်တက်ဆိုပြီးတော့အပီပေါက်โอเคအပီပေါက်ဆိုရင်ကျွန်တော်ဒီမှာကြည့်အောင်ပေါ့နော်သူကဘလို့ပေးခဲ့လဲဆိုရင်တဒန်းတလုံးနော်6 3 8ဒီမှာတဒန်းဒီမှာတဒန်းဒီမှာတဒန်းတလုံးစီသွားတယ် ဒီမှာလဲထုံနေလောက်အောင်ပဲပေါ့နော်ဒါဆိုရင်ဒီမှာလဲကျွန်တော်တန်းတန်းတစ်လုံးနဲ့သွားมาဖြစ်တယ်ပေါ့နော်ဒီတွေ့ကြောင့်ကျွန်တော်တို့၄၄၈တကွက်နော်၄၄၈တကွက်၄၄တကွက်နော်၄၄တနော်ပြီး၄၂၈နေနေ၈နော်၄၂တဒီလေးကွက်ပဲကျွန်တော်တို့ကစားရမယ်ပေါ့နော်โอเคစစ်ပင်မပီကတော့ကျွန်တော်လည်းမပြောတော့ပေါ့နော်တကယ်ချင်းတို့ကြိုက်တယ်ဆိုရင်တော့ ကန်ဆန်းကြည့်ပါဗျအားလုံးကိုကျေးဇူးတူတင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ခုနှစ်ချိန်မြောက်အတွက်အပီးပေါ့ပေါ့နော်လေးလုံးပီးပေါ့လေးနှစ်ရှစ်တဆိုတဲ့ကဏ္ဍလေးကိုချပြပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတူတင်ပါတယ်ထိုအားမဲ့ကဏ္ဍဒီတော့ကျွန်တော်တို့ဒီနှစ်လေးလေးခွက်ပဲပေါ့နော်အဆင်ပြေပါစေဗျဖိုက်ပါမှာ